ျမဒီနေ့ပြပြပေးရှင်တဲ့အကြောင်းအရာလေးကဘာလဲဆိုတော့ကျမတို့ကျမတို့ရဲ့အသက်တွေကျမတို့ရဲ့ခန္ဓာကျမတို့ရဲ့အတွေးတွေကိုတံပိုးထားဖို့လိုတယ်။ဘာဖြစ်လို့တံပိုးထားဖို့လိုတာလဲဆိုတော့ကျမတို့အခုနော်ဟိုလောကကြီးမှာဖြစ်ပျက်နေတဲ့ဘေးဒုက္ခတွေအများကြီးပဲကြုံတွေ့ခဲ့ရပြီးပြီးကျမတို့ပထမအဦးဆုံးအနေနဲ့ဆူဆူဝါဝါစပြီးတော့ကြုံတွေ့ရတော့ကိုဗစ်ယောဂါကြီးပေါ့နော်။ကိုဗစ်ယောဂါကြီးကိုကျမတို့တွေအလူးအလဲနဲ့ဟို ကြော်ဖြတ်ခဲ့ရတယ်။เนาะအဲ့ဒီမှာကျမတို့တွေမပါဝါဘူး။ကျမတို့အရန်ကန်ကောင်းတယ်။နောက်ထပ်ရေပီးတွေစစ်ပီးတွေเนาะဒီလိုမျိုးဒီလိုခ နော်ကျမတို့မိသားစုတွေဆိုလို့ရှိရင်လေကိုဗစ်ရောဂါဝေဒနာကြီးကိုအလူးလဲခံစားကြရတယ်။ဒါပေမဲ့ကျမတို့အကောင်းဆုံးကြော်ဖြတ်ပြီးတော့အသက်ရှင်တန်ခွင့်ရခဲ့တယ်။အဲ့ဒီမှာတည်သွားတဲ့သူတွေဆိုလို့ရှိရင်ဘာမှမသိတော့လူဆိုတာတည်ရင်ဘာမှတန်ဖို့မရှိတော့ဘူး။နော်ဒီနေ့တည်ဒီနေ့ရှားတဲ့လူလည်းရှိတယ်။ဒီနေ့တည်နှစ်ရက်သုံးရက်နေရင်အိမ်မှာဆက်ပြီးတော့ဘယ်သူမှနော်မထားတော့ဘူး။ပြီးလို့ရှိရင်လေတည်သွားပြီဆိုတာနဲ့လူတွေကဘာပြောလဲသိလား။ နာမည်ကိုယ့်နာမည်ကိုမပြောတော့ဘူးเนาะဘလဲဒီအလောင်းကိုဘယ်လိုမျိုးစီစဉ်ရမလဲဆိုပြီးတော့ဒါကိုယ့်ရဲ့နာမည်တောင်မှအဲ့ဒီအချိန်မှာပျောက်သွားတယ်เนาะအဲ့တော့လေရှိတဲ့အချိန်လေးတွေကိုတန်ဖိုးထားပြီးတော့တရက်ထက်တည်းရဲ့ဘလိုလေးပိုကောင်းအောင်နေမလဲဆိုတဲ့အတွေးတွေကိုအမြဲတမ်းတွေးထားတဲ့နဲ့အမြဲတမ်းလှုပ်ဆောင်နေတဲ့နဲ့เนาะအခု ဟိုရုပ်တရက်ပေါ့နော်ရုပ်တရက်ငလျင်ဆိုလို့ရှိရင်လည်းရုပ်တရက်မှာလူတွေအများကြီးအသက်တွေဆုံးရှုံးနေပစ္စည်းဥစ္စာတွေဆုံးရှုံးနေဒါတွေဟာယူတတ်လို့ရှိရင်တရားတွေကြည့်တယ်အဲ့တော့ကျမတို့ဟိုနေ့စဉ်ဖြတ်တန်းတဲ့ဘဝလေးကို တနေ့ထက်တနေ့ပိုကောင်းတဲ့အတွေးတွေပိုကောင်းတဲ့အလုပ်တွေနဲ့ရှေ့ဆက်ဖို့လိုတယ်အဲ့ဒါကြောင့်လေကျမဟိုတခုသတိပေးချင်တာကလေ ကိုယ့်ရဲ့တနေ့ဒါ24နာရီဖြတ်တန်းရတဲ့အချိန်အတွင်းမှာတနေ့ကိုတရားလေးတစ်ပုဒ်တော့ရအောင်နာပါတရားနာပြီးွားလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့အဲ့ဒီတရားကဘာကို ပြောတာလဲဆိုတဲ့အဓိကအချက်ကလေးကိုသိဖို့လိုတယ်တရားတစ်ပုဒ်လုံးမသိရင်နေပါစေအဲ့ဒီတရားလေးဟာနော်ပြောရတဲ့အကြောင်းအရာတွေအများကြီးတဲမှာမှာကိုယ့်အတွက်အကျိုးရှိမဲ့အကြောင်းအရာလေးတစ်ခုကိုတော့ မှတ်မိနေအောင်စွဲမြဲနေအောင်ကိုယ့်ရဲ့စိတ်ထဲမှာကောကိုယ့်ရဲ့အုံနောက်ထဲမှာကောကိုယ့်ရဲ့နှလုံးသားထဲမှာကောမှတ်မိအောင်ဟိုလောက်ရမယ်ပြီးလို့ရှင်ရဲ့အဲ့ဒီမှတ်မိတဲ့အချက်ကလေးတွေကိုလည်းကိုတိတိချာချာလေးလိုက်ပြီးတော့လှုပ်ဖို့လိုတယ်ပြီးလို့ရှင်တနေ့တနေ့ဒီဟာလေးတွေလှုပ်ခဲ့တယ်ဆိုတာကိုကျမတို့ဟို list လေးနဲ့ လုတ်ထားရင်ပိုကောင်းတယ်ဒီနေ့တော့ငါဘာတရားလေးကိုနာခဲ့တယ်အဲ့တရားလေးထဲမှာပြောတဲ့အတိတ်ပဲလေးကတော့ဘာကိုပြောတာဘာကိုရည်ညွှန်းချင်တာအဲ့ဒီတော့ငါကတော့ဘာကိုလုံးရမဲဆိုပြီးတော့အဲ့ဒီကိုလုံးရမဲအချက်ကိုထင်ထင်လင်းလင်းเนาะကိုအမြဲတမ်းကြည့်လိုက်တာနဲ့တန်းပြီးတော့မှတ်မိလောက်အောင်ကျမတို့အဲ့လိုမျိုးရှာရည်တဲ့အကျင့်လေးတွေလုပ်ရင်လည်းပိုကောင်းတယ်အဲ့ဒီတော့ကိုဘွားကိုကိုတန်မိုးထားပြီးတော့ ဟိုရှေ့ဆက်သွားမယ်ဘဝခရီးမှာကိုလောကကြီးကိုမဟုတ်ရင်တော့မကိုအတွက်ကိုအကျိုးရှိအောင်လीတော့ဖြတ်တန်းဖို့အတွက်အရေးကြီးပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်